မေတ္တာပါရမီဖရာအလောင်းသည်အတိတ်တံပါရမီကိုကျင့်သုံးဆောက်တည်ပြီးနောက်မေတ္တာပါရမီကိုကျင့်သုံးဆောက်တည်တယ်။တမ္မာတန်ဗုဒ္ဓဖရာဖြစ်ရန်အတွက်ပါရမီတရားများသည်ဤမျှတာမကပင်အခြားပါရမီများလည်းရှိသေးသည်ဟု၍တွေးတော်ကြံစားသောဖရာလောင်းသည်နဝမမြောင်မေတ္တာပါရမီကိုတွေ့မြင်သိရှိသွားတယ်။မေတ္တာဤအ내အထိပ္ပယ်မှာကိုကျင်းစာနာငှိညာမှုထားခြင်းဖြစ်တယ်။ မေတ္တာသည်ယမဆိုးဟုခေါ်ကြသောယမဝိဟာရတရား၄ပါးတွင်ပရမအစဉ်ဖြစ်တယ်။ကရုဏာနှင့်မုရိဒာတို့သည်ကမေတ္တာ၏အင်္ဂါအစိတ်ပိုင်းတစ်ဖွဲ့ဖြစ်ကြတယ်။အကြောင်းမူကားမေတ္တာမရှိဘဲနှင့်ကရုဏာနှင့်မုဒိတာ ဖြစ်လာနိုင်ဖို့မလွယ်ကူသည့်အတွက်ကြောင့်ဖြစ်တယ်။ထိုနည်းအတိုင်းပင်မေတ္တာမရှိသည့်နေရာ၌ဥပက္ခာရှိဖို့လည်းမဖြစ်နိုင်ပေ။ထို့ကြောင့်ယမဝိဟာရတရား၄ပါးတို့တွင် မေတ္တာသည်ပရမနေရာအမြင့်ဆုံးနေရာရှိနေခြင်းဖြစ်တယ်။မေတ္တာ၏တာမန်အနက်အဓိပ္ပာယ်သည်စိတ်စေတနာဖြူစင်ခြင်းသို့မဟုတ်ကိုခြင်းစာနာငဲ့ညာထောက်ထားခြင်းဖြစ်တယ်။တို့ရာတွင်ဖရာအလောင်း၏မေတ္တာမှမူဒီအနက်အဓိပ္ပာယ်ထက်ပိုမိုလွန်ကဲ့သောအနက်အဓိပ္ပာယ်ဖြစ်တယ်။ဖရာအလောင်း၏စိတ်နှလုံးတွင် ပရာဟိတယခုဘဝနှင့်နောက်ဘဝအတွင်း ြည်စုံမှုတတဝအလုံးဤဒေါဂုတ်တရာဆံရာပြည်စုံမှုနိဗ္ဗာန်သို့ရောက်ရှိရန်အတွက်ဘုရနာနှင့်အပိုင်ချမရှိသော မြစ်တာတရားကိန်းအောင်နေတယ်။ဖရာအလောင်းဤနှလုံးသားတဲ့ကကဘာလောကရှိတက်ရှိတတဝများအတွက်မြစ်တာမှုရွာတော်နေတယ်။ဘုရနာအပြည့်ရှိသောမြစ်တာသည်တမ္မာတန်ဗုဒ္ဓဖြစ်စေကြောင်းတင်စေများတဲ့တွင် အခြေခံအုံမြစ်ဖြစ်တယ်။ ယင်းတို့အားဖြင့်ဖျားလောင်းသည့်မေတ္တာဤခုံများကိုသင်ခြင်းသုံးသပ်တယ်။မေတ္တာပါရမီကို ခိုင်မြဲစွာကျင့်သုံးဆောင်တည်ရင်ရေတို့မဟုတ်နေအတွက်အာလုံးညီတူညာတို့ဖြစ်စေတယ်။ထိုနည်းအတိုင်းပင်ဖျားလောင်းသည့်မိမိအတွက်အကျိုးလိုလားသူဖြစ်စေ အကျိုးမလိုလားသူဖြစ်စေနှစ်ဦးလုံးနှင့်ပတ်သက်ပြီးညီတူညီများပင်မေတ္တာတရားထားတော်မူတယ်။ ဖရာအလောင်းအတွေ့ရန်သူဟုတတ်မှတ်ရသူတစုံတယောက်များမရှိပေ။ဖရာအလောင်းသည်မေတ္တာဘာဝနာ၏အစုံအပိုင်းအခြားမရှိသော နေရာသို့ရောက်အောင်တွားပီးလျင်ဗုဒ္ဓအစဉ်ရရှိတော်မူခြင်းဖြစ်တယ်။ဖရာအလောင်း၏စိတ်နှလုံးထဲတွင်တတ္တဝါအလုံးနှင့်ပတ်သက်ပြီးအစုံအပိုင်းအခြားမရှိသောဂရုဏာနှင့်မေတ္တာရှိတယ်။ဖရာအလောင်း၏စိတ်နှလုံးထဲတွင်တတ္တဝါအလုံးနှင့်ပတ်သက်၍ ။ဤသည့်အခါမှာဒေါသလည်းမရှိပေ။အာဃာတလည်းမရှိပေ။ယံညှို့ကင်းသောမြစ်တာစိတ်ထားတော်မူတဲ့ပုဂ္ဂိုလ်တို့တယောက်သည်ဒေါသကြောင့်ဒုက္ခခံစားရတယ်။ထို့သူကို တနေ့လုံးတညာလုံးဒေါသမီလောင်မြိုက်နေတယ်။သို့ရာတွင်မြစ်တာဘာဝနာဖြင့်ဒေါသအလုံးကိုကင်းငိမ့်သွားအောင်ပြုလိုက်လျင်မဖြစ်ဖို့မြဲထူကဲသောနှစ်သိမ့်ရောင်ရဲမှုကိုရရှိတယ်။ ဝိတောထိမဲဤအစိုးအရာဗရမအိုးစွာမိမိကိုယ်နှင့်ပတ်သက်ပြီးမေတ္တာဘာဝနာပွားများသင်နေကျွန်ုပ်သည်ဒုက္ခနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဒုက္ခကင်းသော ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဉာဏ်ကင်းသောပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဉာဏ်ညိုကင်းသောသူ ဖြစ်ရပါလို့ဤလုံခြုံမှုရှိသောသူ ဖြစ်ရပါလို့ဤရင်းတို့အားဖြင့်ထက်ခါထက်ခါမေတ္တာနှင့်ရှင်သော ိတ်သဘောထားရှိသူဖြစ်အောင်လုပ်ပြီးလျင်အယံမျက်နာတစ်ခု၌မြစ်တာတရားပြန်ပေါ်အောင် ပြုလုပ်လျင်သင်ချင်းသုံးသပ်နေရတဲ့ချစ်ခင်နှစ်သက်သူတူဦးဦးကိုတွေ့ရလျင်မြစ်တာစိတ်ပေါ်ပေါက်လာတဲ့ကဲ့သို့တတဝအလုံးဤအပေါ်တွင်မြစ်တာတရားပြန့်နှံ့အောင် လုပ်နေရတဲ့လေးမျိုးလေးပါပြသောရင်းမြစ်တာစိတ်ပေါ်လာအောင်လုပ်ပြီးလျင်တေတောဝိမုတ်တီတို့ရောက်တော့အောင်လုပ်ရက်အပိုင်ချာမရှိသော ပြန့်နှံ့မှုနှင့်အတူရှိနေရသည်။တတဝါအားလုံးရှင်လန်းချမ်းမြေပါစေ။ဝိညာဉ်ခတ်သိမ်းကင်းငြိမ်ပါစေ။တက်ရှိတတဝါအားလုံးပုဂ္ဂိုလ်အားလုံးဝိညာဉ်ခတ်သိမ်းကင်းငြိမ်ပါစေ။ရှင်လန်းချမ်းမြေပါစေ။မိမိတို့ကိုယ်တိုင်မိမိတို့ကိုယ်ကို လုံခြုံမှုရှိအောင်ပြုလုပ်နိုင်ကြပါစေ။မေတ္တာနဲ့ရှင်သော ရင်းစိတ်သည်ခုနှစ်မျိုးခုနှစ်ပါသောလွန်မြောက်မှုဖြင့် အပိုင်အခြားမရှိပြန့်နှံ့သွားပြီးအယက်စင်မျက်နှာ၌မြစ်တာစိမ့်ပြန့်နှံ့သွားတယ်။ပရိသန်ဘိတာမက္ခ၌မြစ်တာစိတော်ဝိမုတ်တိကိုဤသို့ပြောဆိုညွှန်ပြထားတယ်။တတဝါအလုံးဒုက္ခခတ်တဲ့ကိဉ္ဉိမာစေဒုက္ခဖြစ်စီနှိမ့်ဆက်ခံရခြင်းမရှိပါစေနှင့်။အတိပါခံရမှုကိဉ္ဉိမာစေအကြံဖက်မှုခံရခြင်းကိဉ္ဉိမာစေ ပူလာမှုခံရခြင်းကြီးငြိမ်ပါစေတတဝါအလုံးအချင်းချင်းရန်ညှိုးထားခြင်းမရှိပဲနေနိုင်ကြပါစေရန်သူကင်းရှင်းသူဖြစ်ကြပါစေဒုက္ခနှင့်ပြည့်စုံပြီးဒုက္ခခံစားရသူမဖြစ်ပါစေနှင့်စိတ်နှလုံးချမ်းမြေ့သူဖြစ်ရပါစေစိတ်နှလုံးမချမ်းမြေ့သူ မဖြစ်ရပါစေနှင့်ရင်းသို့အမျိုးအစားရှိပါဖြင့်တတဝါအလုံး၏အပေါ်တွင်မြစ်တာဘာဝနာပွားများအားထုတ်တယ် ယင်းသည်ဗောဓိတတဗျာအလောင်းဤမြတ်တာစေတော်ဝိမုတ်တိဖြစ်တယ်။သိဤအနောက်အရှေများတင်းရဲ့ခြင်းများမှလူငယ်ခြင်းသည်စေတော်ဝိမုတ်တိဖြစ်တယ်။ယင်းတို့အားဖြင့်ဖရာအလောင်းဗောဓိတတသည်မြတ်တာဝိမုတ်တိနှင့်စေတော်ဝိမုတ်တိကိုရအောင်ပြုလုပ်တယ်။ဖရာအလောင်းဗောဓိတတသည်တတ္တာစသောအိန္ဒြေ၅ပါးနှင့်ပြည့်စုံသည်ဖြစ်၍မြတ်တာစေတော်ဝိမုတ်တိကို ရအောင်ပြုလုပ်တယ်။ယင်းတို့အားဖြင့်တတ္တာစသောဗလာဘိုးများဖြင့်ပြည်စုံအောင်ပြုလုပ်ပြီးလျင်မေတ္တာစေတောဝိမုတ်တိကိုရအောင်ပြုလုပ်တယ်။ယင်းအစီစဉ်အားဖြင့်ဖရာအလောင်းဘောဓိတတ္တာသည်တတ္တဝါအလုံးဤအပေါ်တွင်မေတ္တာစိတ်ထားတော်မူတယ်။ကမ္ဘာလောကရှိဤတိအရာဝတ္ထုမှာဖရာအလောင်းဤမေတ္တာဘာဝနာစီဝိုင်းဤအပြင်ဘက်ရောက်မနေပေ။ ယင်းတို့အားဖြင့်ဖရာအလောင်းဘောရီတတသည်မြစ်တာနှင့်အတူတကားဖြစ်သောစိတ်ဖြင့်နေရသည်ပရိတံဗိတာမက္ခနာမြစ်တာစေတောဝိမု ക്തി ဤအကျိုးဆက်တမျိုးကိုညွှန်ကြားပြောပြထားသည်တိရွှေလန်းချမ်းမြေစွာအရာရယ်သူခံသူပတိနှင့်ရွှေလန်းချမ်းမြေစွာနိုးရယ်သူခံပရိဘုဇတိတောအိမ်မက်စိုးမမေရပါဘီ နပါပကံ သူပိတံပတ္တိလေလူတို့ဤချစ်ခင်ခြင်းခံရတဲ့မနုဿာနံပီယောဟောတိငါလူမဟုတ်သူများဤချစ်ခင်ခြင်းခံရတဲ့အမနုဿာနံပီယောဟောတိ6နတ်တေဝါဤစောက်လျှောက်ခြင်းခံရတဲ့ဒေဝတာတံရခန္တိ9မိအစေလက်နဲ့တို့ဤအန္တရာယ်ပြုခြင်းမခံရပေနတ္တအကိဝါ ဝိတံဝါတထံဝါတမာယတိရှေစိတ်နှလုံးလင်မြန်စွာတည်ငြိမ်မှုရရှိသွားတယ်။တုဝတံစိတ်တံတမာတိယတိကိုမျက်နှာဤအယောင်ကြည်လင်နေတယ်။မုခဝန္တော်ဝိပတိယတိတဆေစိတ်တွေဝေပြီးမသေးရပေ။အတံမုလောကာလံကရောတိတတိယဟန္တာမဖြစ်နိုင်စေကမူယမဘုံနာဝေဖွာရတယ်။ ဩတရိအပဟိဝိဇံတောယမလောကုပခောဟောတိမြတ္တာတဟကတတောဤအစိုးအရာမြတ္တာနှင့်အတုတကဖြစ်သောစိတ်ဖြင့်ဘောဇဉ်ခုနှစ်ပါးကို ပွားများလျင်ပညာဉာဏ်ဤအခြေခံဖြစ်သောယာကကိဉ္ဉ္ချင်းဤအခြေခံဖြစ်သောဘိယုနာတရားဤအခြေခံဖြစ်သောအကျိုးတရားကိုရရှိနိုင်နေသန္နာရှိခဲ့သောစံကျင်ဘဲအနေနဲ့ မဆက်ကျင်အောင်လုပ်ပြီးစင်ကျင်စဉ်းစားနိုင်တယ်။တန့်ကျင်ပဲမဟုတ်တော့အခြေအနေ၌လည်းတန့်ကျင်ပဲပြုလျက်စင်ကျင်စဉ်းစားနိုင်တယ်။အခြေအနေနှစ်ရလုံးနဲ့ပတ်သက်ပြီး ဥပက္ခာထားပြီးလျင်စင်ကျင်စဉ်းစားနိုင်တယ်။ဥပက္ခာနှင့်၎င်းတတိတံပစင်နှင့်၎င်းရှင်းလျက်လုံမြောက်မှုတည်းဝင်ပြီးလျင်စင်ကျင်စဉ်းစားနိုင်တယ်။ဤအခြေအနေကိုမြစ်တာစေတော်ဝိမုတ်တိဟူ၍၎င်း ဩတရာဝိမုတ်တိဟူ၍၎င်းခေါ်ဆိုတယ်။အင်္ဂုတ္တရနိကေ၌ခုနှစ်နှစ်တည်တည်မေတ္တာဘာဝနာတည်ဖြံအားထုတ်ခြင်းကြောင့်ရရှိသော ကြီးကျယ်မြင့်မြတ်သည့်အကျိုးကို ဖွင့်ဆိုထားတယ်။ယင်းတို့အားဖြင့်မေတ္တာဘာဝနာသို့မဟုတ်မေတ္တာပါရမီသည်နိဗ္ဗာန်ရရှိခြင်း၏အကြောင်းဖြစ်တယ်။ဗုဒ္ဓဘာသာအစဉ်လာအရမိတ္တေယအမည်ရှိသောအနာကတ်ဖရာအလောင်းအယူအဆရှိတယ်။ အနာဂတ်ဖရာအလောင်းဤအမည်နာမကို ကြည်ခြင်းအဖြစ်မြစ်တာတရားဤအစုအပေါ်ဖြစ်လိမ့်မည်ဆိုသည်မှာသိတာထင်ရှားတယ်။မိတ္တရာဖရာအလောင်းဤထူးခြားခြင်းများနှင့်ပတ်သက်သော အကြောင်းအရာများရှိတယ်။မိတ္တရာဖရာအလောင်းသည်ကပ္ပမြစ်တာတရားဤအမှန်လက္ခဏာဖြစ်သည်ဟုပြောဆိုနိုင်တယ်။လူမှုရေးစနစ်ဖန်တီးရန်အတွက်လဲမြစ်တာတရားသည်ထူးထူးခြားခြားအရေးပါအရာရောက်တယ်။ အချင်းချင်းဆက်ဆံရေးကို ထိမ့်သိမ်းထားရန်အတွက်နှင့်အကျင့်ပြည့်ချင်းဟုသမျှကို ကြောင်ရှားရန်အတွက်မြစ်တာတရားသည် ခိုင်မာအာကောင်သော အကြောင်းတရားတစ်ခုဖြစ်တယ်။မြစ်တာစိတ်ရှိသော ပုဂ္ဂိုလ်သည် မကောင်းမှုအကုသိုလ်တရားတို့ကိုရှောင်ကျဉ်ပြီးကုသိုလ်ကောင်းမှုများဖြင့်မိမိပတ်ဝန်းကျင်ကိုသိပင်ဝါပြောအောင် ပြုလုပ်နိုင်တယ်။ထိုပုဂ္ဂိုလ်၏အတွင်းတန်တန်း၌မြင့်သည့်အခါမှာ မကောင်းသောစိတ်ထားဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ။တရိယာပိဋကတ်နှင့်ပရမတ္ထဒီပနေ၌မေတ္တာပါရမီနှင့်ပတ်သက်သောတရိယာသုံးမဟုတ်ဇလန်းနှစ်ခုဖော်ပြထားတယ်။ဇာတကအထာကရာ၌လည်းအလားတူဇတ်တော်များပါရှိတယ်။မဟာသီလဇတ်တော်သည်မေတ္တာဘာဝနာနှင့်ပတ်သက်သောဇတ်တော်ဖြစ်တယ်။ယင်းဇတ်တော်သည်စိတ်ဆန့်ကျင်ထားသောဇတ်တော်ဖြစ်တယ်။ ဇလန်ကဤသို့ပြာလောင်မဟာသီလသည်ဗာရာဏသီပြည်၌သို့မို့အုပ်ချုပ်သော သိကောင်းစေတနာကောင်းရှိသည့်ဘယင်ဖြစ်တယ်။သူ၏အမတ်တယောက်ကသူ၏နန်းတွင်းကိုဘုံတိတ်ခါကြဆင်းအောင်ပြုလုပ်တယ်။ဘယင်သည် ထိုအမတ်အားတည်တံမပေးပဲသူ၏မိသားစုနှင့်အတူတကွာတိုင်းပြည်မှနှင်ထုတ်လိုက်တယ်။ထိုအမတ်သည်ကောတန်လာဘယင်ထံရောက်သွားပေလျင်ကောတန်လာဘယင်အား ဘာယာနတိပြည်ကိုဝင်ရောက်တိုက်ခတ်ရန်လှုံ့ဆော်တယ်။မင်းချင်းယောက်ျားများကဘယင်မဟာတီလာအားဘာယာနတိပြည်ကို ဝင်ရောက်တိုက်ခိုက်မိအစီအစဉ်အကြောင်းတင်ပြကြတယ်။ထို့ရာတွင်ဘယင်မဟာတီလာသည်ကောတန်လာဘယင်မင်းကြီး၏တစ်တက်ကိုခုခံတိုက်ခတ်ရန်အမိန်မပေးပေ။ငါကြောင့်ပြည်သူပြည်သားများ ထိခိုက်နေနာသွားမည်ကိုငါမလိုလားဟုပြောတယ်။ ပေါ်တန်လာဘရင်သည်တက်တက်နှင့်အတူတကွာဖွင့်ထားသောတကားမှာခုခံတိုက်ခိုက်သူမရှိပဲအလွယ်တကူဝင်ရောက်သွားတယ်။ဘရင်မဟာသီလာကမြို့တကားကို ဖွင့်ထားရန် အမိန်ပေးထားသည့်အတွေ့ဖြစ်တယ်။တိုင်းပြည်ကို ပေးမလားတက်တိုင်မလားဟိုသည်ကိုယ်တန်လာဘရင်ဤအကြောင်းကြားချက်ကိုသိရသောကြောင့်ဖရာအလာမဟာသီလာကစိတ်မတိုက်ပါဘူးတိုင်းပြည်ကို ယူခြင်းတပဆိုလျင် ယူစေဟု ပြန်လဲအကြောင်းကြားလိုက်တယ်။ကောတန်လာဘရင်သည်ဘာယာနတိတိုင်းပြည်ကိုသိမ့်ပိုက်ပေးလျင်ဘရင်မဟာသီလကိုသူ့ဤအမတ်များနှင့်အတူတုတ်တန်၌ညအချိန်တော်ခွေများလာပြီးသူတို့၏အသားကို စားစေရန်မြေကြီးတဲ့ကိုခန္ဓာတဝဲမြုပ်ထားလိုက်တယ်။ထိုအချိန်၌ပင်ဖျားအလောင်းကသူ့ဤအမတ်များကို အချင်းတို့ခိုးသားဓမြနှင့်ပတ်သက်ပြီးအမျက်ဒေါသမထားရပဲ။ မေတ္တာဘာဝနာကိုသာပွားများကြပါဟု ပြောကြတယ်။နောက်ဆုံး၌မေတ္တာ၏အစွမ်းကြောင့်အာလုံတေကံမရောက်အသက်မပြောင်းကြပေ။တကိုးဓမြဘရင်သည်မိမိအမားကိုဝန်ခံပေးလေ။ဘာယာနတိပြည်ကို မဟာသီလဘရင်အားပြန်ပေးလိုက်တယ်။ယင်းတို့အားဖြင့်ဖရာအလောင်းမဟာသီလသည်မြတ်တာတရားကို ရှေ့ထားလျင်စစ်ကိုစန့်ကျင်ပြီးလျင်နောက်ဆုံး၌ အောင်ပွင့်ရရှိသွားတယ်။ခန္တီဝါဒီစာရကတိလည်းမဟာသီလဇတ်တော်နဲ့သဘောတူတူပင်ဖြစ်တယ်။ဘယင်ကဖရာအလောင်းဤလက်ချေနှခေါင်းနားတို့ကို ဖြတ်ပြစ်လိုက်တော်လဲ။ဖရာအလောင်းသည်ထိုဘယင်နှင့်ပတ်သက်ပြီးမြစ်တာမပြက်ဘဲစုမုံပေးလိုက်တယ်။သုလဓမ္မပါလာဇတ်တော်၌လည်းအသက်9လအရွယ်ဖရာအလောင်းသည် သူ့ဖခင်ကလက်ချေဥကောင်းတို့ကိုဖြတ်ပြစ်တော်လဲ။ တားငယ်ဖြစ်သူဖရာအလောင်းဤစိတ်နှလုံးထဲတွင်ရက်ဆက်ကြမ်းကြုတ်သောဖခင်နှင့်ပတ်သက်၍၎င်းငိုကြွေးမိတမ်းနေသောမိခင်နှင့်ပတ်သက်၍၎င်းနှစ်ဦးလုံး၏အပေါ်တွင် တူညီမျှတစွာမြစ်တာတရားထားတော်မူတဲ့ရင်းကဲ့သို့သောဇတ်တော်ပေါင်းများစွာသရကအထာကရာ၌ပါရှိတဲ့တတိယပိဋကတ်နှင့်ပရမတ်္ထဒီပနီ၌လည်းမြစ်တာပါရမီနှင့်ပတ်သက်သော တရိယာများသည်၎င်းအလားတူဇတ်တော်များသည်၎င်းပါရှိတယ်။တိသုဝနတာမစတိယသုဝနတာမဇာရကနှင့်ဧကယာဇာစတိယဧကယာဇာဇာရကဖရာအလောင်းသုဝနတာမဇတ်တော်သည်ယမယနာ၌ပေါ်ပြပါရှိသောတာဝနကုမာရဇလန်းနှင့်အတူတူပဲဖြစ်တယ်။ဖရာအလောင်းသည်တောအတွင်း၌ မျက်စိနှစ်ဖက်အလင်းမရသောမိဘနှစ်ပါးကိုလှုပ်ကြွေးပြူစုနေတယ်။တနေ့တနာရစ်ခတ်သွားသောအခါသူနာတာမတိဘာယာနတိဘယေဤညားမှန်ပြီးဒံရရရှိသွားတယ်။ရင်းအခြေနေ၌ပင် သူနာတာမတိဘာယာနတိဘယေနှင့်ပတ်သက်ပြီးမြစ်တာမပြတ်ဖဲရှိနေတယ်။တောအတွင်၌နေတော်လဲသူဤမြစ်တာဘာဝနာကြောင့်ရှင်သိကြားစာသော အသားစားတလဲဆန်များသည့်ပင်သူ၏အဆွေခင်ပွန်ဖြစ်နေကြတယ်။မြစ်တာဘာဝနာဖြင့်အဆွေခင်ပွန်ပြုလုပ်၍မရနိုင်သော ပုဂ္ဂိုလ်တဦးတယောက်များကမ္ဘာလောက၌မရှိပေ။နောက်ဆုံး၌မိမိမိဘနှစ်ပါးအတွေ့တစ္ဆာဆိုသောကြောင့်တစ္ဆာ၏ဆွမ်းအားဖြင့်ဖယားအလောင်းသည်တပန်၊ငကိုပုံမှန်အတိုင်းပြန့်ဖြစ်လာတယ်။မဟာသီလဇလန်သည် မဟာသီလဝဇတ်တော်နှင့် အတူတူပင်ဖြစ်တယ်။နောက်ဆုံး၌ဖရာအလောင်းမဟာသီလကို ရန်သူဘရင်ကခြေထောက်ကို အပေါ်ထောင်၊ဦးခေါင်းကိုအောက်မှစိုက်ပြီးကင်မီကောက်ထောင်ဆွဲထားတယ်။ဖရာအလောင်းသည် ရန်သူဘရင်ဒိဗ္ဗသေနာနှင့်ပတ်သက်ပြီးမေတ္တာဘာဝနာပွားများအားထုတ်လျက်တမာရီအစဉ်သို့ ရောက်ရှိသွားတယ်။နောက်ဆုံး၌ရန်သူဘရင်သည်ဖရာအလောင်းအား ခွတ်လွတ်ရန်တောင်းပန်ပေးလျင်ချစ်ခိုးဥခိုင်လိုက်တယ်။ယင်းတို့အားဖြင့်ဖျားလောင်းသည်ဘဝပေါင်းများစွာ၌မေတ္တာပါရမီကိုဖြည့်ဆည်းပေးလျင်မိမိရန်သူများကိုအဆွေခင်ပွန်းဖြစ်အောင်ပြုလုပ်လျင်တန်ဘောရီမြတ်အလင်းအတွေ့မေတ္တာပါရမီပြည့်ကျင့်တော်မူခဲ့တယ်။ဖျားအလောင်းသည်ဘေးရန်ဒုက္ခအကြီးအကျယ်ဆက်ရောက်လာစေကာမူမိမိ၏စိတ်နှလုံးဝယ်မိမိနှင့်ပတ်သက်ပြီးအပြည့်ကျူးလွန်သူအပေါ်၌ နန်းတစီမြပင်ရန်ညိုထားခြင်းရှိခဲ့ပြီအစွေခင်မုန်းစိန်မျိုးပေါ်လာသည်မှတပါ တခြားမြည်သည်ရန်ညိုထားလိုသည်စိန်မျိုးမှပြစ်ပေါ်မလာပြီအကျိုးလိုလားသူဖြစ်စေ အကျိုးမလိုလားသူဖြစ်စေမြည်သူမြဖရာအလောင်းဤမြစ်တာအပြင်ဘက်ရောက်နေသည်ဟူ၍မရှိပေရင်းတို့အားဖြင့်ဖရာအလောင်းသည် ကဘာတခွင်လုံး၌သူ၏မြစ်တာကိုရက်ကို ပြန့်ကျက်တော်မူတယ်။တင်ဇာတကနိဒါနာကထာနေပရမထာဒီပနီ၃ဓမ္မပရာ၄ဝိတုဒ္ဓိမေ၅ဝိပင်၆ပရိတံဗိတာမကခုနှစ်ပရိတံဗိတာမကရှင်ပရိတံဗိတာမကကိုမြတ္တာ၃၁၀ပရိတံဗိတာမကမြတ္တာကထာ၁၁ ပြိတံဝိတာမကမြတ္တာကထာ၁၄တယုတ်တာနိကေ၁၅မဟာသီလဇာတက၁၅၁မဟာသီလဝဇာတက၁၅ဝိတုဒ္ဓိမေ၁၈ဒန္တိဝါဒီဇာတက313ဝိတုဒ္ဓိမေ၁ဇာတက358 19ဝိတုဒ္ဓိမေ20ပြေနထာဓိပနိ23ဇာတက940 တာမပန္တိတာသတိယသုတ္တနိပတ်ပရမထာဒီပနိ20နှစ်တတက303ဧကရာဇာသတိယပရမထာဒီပနိ23ပြိတံမီတာမေ